ညီကိုတော့အားလုံးပဲမင်္ဂလာပါဘောနော်ဒီနေ့မှာတော့ကျွန်တော် UEFA National နဲ့ Promotion နဲ့ Relegation Playoff ဘောနော်ဒုတိယအကြော Georgia နဲ့ Armenia တို့ပွဲစဉ်ကိုပွဲချုပ်တုံးတာပေးချင်တယ်ဘောနော်ဒီပွဲစဉ်မှာ Georgia အသင်းကတလုံးကို20ရှုံးလောက်ဖွင့်ထားတယ်ပြရတာဘောနော်ဂိုးပေါင်းကနှလုံး50ရှုံးလောက်ဖွင့်ထားတယ်ဆိုတော့ Georgia အသင်းကပထမအကြော away ခွင့်မှာဘောနော်3-0နဲ့ Armenia ခွင့်မှာနိုင်ထားတယ်ဗောဗျာဒီဒီချိန်မှာတော့ကျွန်တော်တို့အဓိကဒီ Georgia ရဲ့ Tyson Move ဗောဗျာ ချော်ဂျီအအကောင်းဆုံးကစားသမားပေါ့ကျွန်တော် PSG ကတိုင်းစစ်ကစားသမားလည်းပါလာနိုင်တယ်ပေါ့နော်ဒီပွဲစဉ်မှာပေါ့နော်ဆိုလက်ရှိဒီနေ့တင်း head to head ဘိုင်းကိုကြီးမှာဆိုလို့ရှိရင်တော့အရင်အရင်တုန်းကတော့ကျွန်တော်အာမေးနီးယားအများအားအသာသီးရတာမျိုးတော့တွေ့ရတယ်ပေါ့နော်ဒီဒီချိန်တော့ဂျော်ဂျီယာတော်တော်လေးကောင်းတာတွေ့ရတယ်ပေါ့နော်အနည်းဆော့သွားတဲ့ပွဲမှာဆိုလည်းဘောလုံးပေါ့နော်ကျွန်တော်ဂိုးထွန်းတဲ့အပိုင်းတွေအဆုံးသတ်အပိုင်းတွေမှာတော်တော်လေးကောင်းတာတွေ့ရတယ်ပေါ့နော်အာမေးနီးယားတင်းကတော့ကျွန်တော်တို့ရှွတ်တန်တာဂက်ကတော့ရှိပါတယ်ဘောလုံးပတ်စင်းလည်းမဆိုးပါဘူးဒါပေမဲ့အဆုံးတက်တဲ့တိတ်မကောင်းတာမျိုးတွေ့ရတယ်ပေါ့နော် ဒီတစ်ခါပွေးထားတဲ့ကြေးကတော်တော်လေးပြင်းနေတာလည်းတွေ့ရတယ်ပေါ့နော်ခုလိုတလုံး40ရှုံ50ရှုံပေါ့ဗျာဒီလိုဖြန့်ထားတာစတင်ကြီးတွေဖြစ်တယ်ပေါ့နော်ကျွန်တော်ဘောလုံးဘက်ကိုတရက်ကြိုလောက်ရတယ်ပေါ့နော်အနားနည်းအမျိုးမျိုးအပြောင်းလဲတွေဖြစ်သွားနိုင်သေးတယ်ပေါ့နော်ဒါတွေပေါ်မှာချင့်ချိန်မှာကျွန်တော်ဘောလုံးဘက်ထိုးစေချင်တယ်ပေါ့ဗျာဆိုတော့လက်ရှိဒီပွဲစဉ်မှာဖြန့်ထားတဲ့ Boating News Score Yes ကကျွန်တော်1000လောင်းရင်900ရမှာဗျာ No ရိုက်မှာဆိုတော့1000လောင်းရင်800ရမှာပေါ့နော်ဒီပွဲစဉ်မှာတော့ Boating News Score No ပဲဖြစ်ဖို့များတယ်ဗျာ အမေနီးယားကိုရချင်မှရမှာပေါ့နော်မလွယ်လောက်ဘူးအမေနီးယားကိုရဖို့ဆိုတာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမိနစ်90အတွက်အတွင်းမှာဂျော်ဂျီယာအသင်းအနည်းဆုံးနှလုံးတော့ထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့မိနစ်90အတွက်အတွင်းမှာဂျော်ဂျီယာအသင်းကနည်းဆုံးနှစ်သင်းပေါင်းပေါ့နော်နှလုံးနဲ့သုံးလုံးချားမှရှိမယ်ပေါ့ဗျာ မင်း90တော်တယ်မှာအာမေးနီးယားအသင်းတလုံးတော့မရဘူးခက်ခဲမဲ့ဆိုတော့ဂျေးဆိုတာမြင်ဖွင့်ထားတယ်။ဒါကဘောလုံးကအလုံးတစ်ခါလေးအနီကမိသွားတာတော့ပန်နတီရတာတော့လည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါပြောလို့မရဘူးပေါ့နော်။အခုကဂျော်ဂျီယာကစားသမားတွေလည်းစုံလာပြီဗျာ။ဒါပေမဲ့ဂျေးကတအားပြင်းနေဗျာ။ကျွန်တော်အများကြီးမထိုးစေချင်ဘူးဒီပွဲကပေါ့နော်။အမ်ဘလိုပဲနေနေပါအိမ်ခွင်ပွဲလည်းဖြစ်နေတယ်အတွက်ကျွန်တော်အနည်းဆုံးဂျော်ဂျီယာ2-0နဲ့တော့နိုင်သွားမယ်လို့ထင်တယ်ပေါ့နော်။ဂျော်ဂျီယာအသင်းဘော်ဒီနဲ့ဘိုတင်းယူစကောနိုးဆိုတာထိုးဖို့ကျွန်တော်ချန်ပေးခြင်းတယ်ပေါ့နော်။ ပွဲကိုရွေးချယ်ပြရမှာဆိုရင်ဟန်ဂေရီနဲ့တူရကီပေါ့နော်တူရကီအတင်းရတာပထမအကြော31ဆိုတဲ့ရလနဲ့အပြတ်သားသူတို့အနိုင်ယူထားတာတွေ့ရတယ်ဒါလည်းကျွန်တော်9မိနစ်69မိနစ်နဲ့83မိနစ်တိမှာပေါ့နော်ကျွန်တော်ဂိုးတွေပြင်ခဲ့တာတွေ့ရတယ်ပေါ့နော်ဘောလုံးပိုဇီရှင်ပိုင်းကိုကြည့်ရမှာဆိုလို့ရှင်တော့ကျွန်တော်ဂိုးပေါက်ကန်သွင်းမှုကကန်သွင်းမှုကဟန်ဂေရီကပိုတော့များခဲ့တာတွေ့ရတယ်ပေါ့နော်အခွင့်ရရတဲ့ပိုင်းတွေလည်းဟန်ဂေရီကပိုများခဲ့တယ်ဒါမှအဆုံးတက်တည်းကကျွန်တော်တို့တူရကီအတင်းရပိုကောင်းခဲ့တာမျိုးတွေ့ရတယ်ပေါ့နော် ဆိုဟန်ဂရီအသင်းဘက်ကနေကျွန်တော်တိုက်စစ်ဆင်လာတဲ့အချိန်မှာဆိုရင်ကျွန်တော်တူရကီ၉ဒမ၅ချိန်အောင် save လုပ်ထားတာမျိုးတွေ့ရတယ်ဗောနော်ဒါပေမဲ့ဘောလုံး position ကတော့တူရကီပိုတာတာတွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာဆိုဒီပွဲစဉ်ကိုကျွန်တော်ဟန်ဂရီတော်တော်လေးရောင်းလာမယ်လို့ထင်တယ်ဗောနော်ဟတ်တူဟတ်အနေထားတွေလည်းတော်တော်လေးရှိပါတယ်ဒီနှစ်တင်ဟတ်တူဟတ်အနေထားတိုင်းမှာကျွန်တော်ဟန်ဂေရီကသူ့အိမ်ကွင်းမှာရှုံးထားတာမျိုးကျွန်တော်မမြင်ရသေးဘူးနော်ခုနောက်ပိုင်းနှစ်တင်မှာပေါ့နော်ကျွန်တော်အများအပြားဖြင့်ဂူအောက်တွေကြာတာတွေတွေ့ရတယ်ပေါ့ဗျာ ဆိုကျွန်တော်ဒီပွဲစဉ်ကိုကျွန်တော်ဝိုင်းစမန်မှာဖွင့်ထားတယ်ပေါ့နသင်းစလုံးကိုတွင်းမယ်ပိုတင်းတူစကော yes ပေါ့နော် yes ကိုရိုက်မယ်ဆိုရင်ပထမရောင်းရင်ကျွန်တော်900ရရမယ် no ကိုရိုက်မယ်ဆိုတော့ပထမရောင်းရင်2100ရရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မိနစ်60အတွက်တွင်းမှာဖြစ်မှတ်ကိုပေါင်းကြည့်ရအနည်းဆုံး3လုံးတော့ဖွင့်ထားတယ်ပေါ့နော်3လုံး1လုံးနဲ့3လုံးကြားမှာဖွင့်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဟန်ဂေရီအသင်းကတော့ဒီပွဲစဉ်မှာအနည်းဆုံး3လုံးတော့ဝယ်ရမယ်ဆိုတော့ကြည့်ဖွင့်ထားတယ်ဗျာပြီးလို့ရှိရင် တူရကီအတင်းကလည်းအနည်းဆုံးကျွန်တော်တစ်လုံးလောက်ပဲရမယ်ဆိုတော့ကြည်ပေါ့နော်1121ဆိုတဲ့ date မျိုးပေါ့နော်ကျွန်တော်ဒီ formula အတိုင်းပဲညီကိုတို့ပြောပြရမယ်ဆိုလို့ရှင်ဒီပွဲစဉ်မှာဘယ်လိုနိုင်မလဲဆိုဝိုင်းဆွဲ formula အတိုင်းကြည့်မယ်ဆိုလို့ရှင်တော့ဒီပွဲစဉ်မှာတည်ချဖို့များနေတယ်နော်1122ဒီလိုပုံစံမျိုးဖြစ်ဖို့များနေပေါ့နော်အခုဒီမှာတော့ကျွန်တော်ဖွင့်ထားတဲ့ကြည်ရ date ဆိုတော့ date ဖွင့်ထားတယ်ပေါ့ date ဆိုလဲ11 10 20ရုံးဖြစ်မှာထင်တာပေါ့နော်အနားနီးလို့ရှင်တော့ ခြေတွေအပြောင်းလဲဖြစ်နိုင်သေးတယ်ဂိုးပေါင်းကတော့နှလုံး90ရှုံ60ရှုံဆိုတာမျိုးတွေဖြစ်နေတာတော့တွေ့ရတာပေါ့နော်အချိန်နဲ့အမျှပြောင်းလဲနေတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့တူရကီအသင်းမှာကြိုက်တယ်ဗျာကျွန်တော်တော့ကျွန်တော် level 30ရှုံ20ရှုံဆိုရင်တော့ကျွန်တော်တူရကီအသင်းကြိုက်တယ်တကယ်လို့အနားနီးမှခြေရပြောင်းပြန်ဖြစ်သွားမှတူရကီကပေးတယ်ဆိုရင်ဟန်ဂေရီကိုထိုးစေချင်တယ်ပေါ့နော်ကျွန်တော်ကပြီးလို့ရှိရင်ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာဒီပွဲကိုအပြန်အသင်းဖြစ်မယ်လို့ထင်တယ်ပေါ့နော် အထပ်ပွဲစဉ်တပွဲရွေးချယ်ရမှာဆိုရင်အိုင်စလန်နဲ့ကိုဆိုဘိုတို့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကိုဆိုဘိုကသူ့အိမ်ခွဲမှာ2-1ဆိုတဲ့ရလနဲ့နိုင်ခဲ့တယ်ပေါ့နော်19မိနစ်နဲ့58မိနစ်မှာဂိုးတွေတွင်းခဲ့တယ်ပေါ့ဗျာဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဒီကိုဆိုဘိုကဂိုးသမားတော်တော်လေးလက်စမ်းပြခဲ့တာလည်းတွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီ switch down ကဂိုးသမားပေါ့နော်မူရစ်တော်တော်လေးကောင်းခဲ့တာတွေ့ရတယ်ဒီပွဲစဉ်မှာပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာဘောလုံး position ကတော့တည်တဲ့အချိန်မှာအိုင်စလန်တာခဲ့တယ်ပေါ့နော် ရှော့တန်တာဂက်ကကုစုဘွားပုံများတယ်ဗောနော်ဘူးသမား save လုပ်တဲ့အပိုင်းမှာဆိုလဲနှစ်သိန်းစလုံးအပြိုင်ဆိုင်နေတော်တော်လေးကောင်းပါတယ်အိုင်စလန်တော့ကျွန်တော်ဘလုံးပါစင်လဲပုံများခဲ့တာမျိုးလဲတွေ့ရတယ်ဗောနော်ကိုပေါ့ကန်သွင်းမှုတွေကတော့ကျွန်တော်ဒီကုစုဘွားပုံများတယ်ဗောဗျာဒီပွဲစဉ်မှာဒီနှစ်သိန်းကကျွန်တော် head to head အပိုင်းကိုကြည့်ရမှာဆိုလို့ရှင်တော့ကျွန်တော်ဒီအာ၃ချိန်ရှိတယ်ဗောနော်အိုင်စလန်အသင်းကအများအားအသာစီးရတာမျိုးတွေ့ရတယ်ဒီဒီချိန်တော့အိုင်စလန်ရှုံးသွားခဲ့တယ်ဗောနော် ကျွန်တော်တို့ဒီမှာဗောနော် wines map ပေါက်ခြင်းမှာဖွင့်ထားတဲ့ voting to score yes ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ voting to score yes မှာဆိုရင် yes ကိုရမယ်ဆိုတော့1800ရမယ် no ရမယ်ဆိုရင်900ရမယ်ဗောနော်ပြီးလို့ရှိရင်မိနစ်60အတွက်တွင်းမှာအနည်းဆုံး3လုံးကနေ4လုံးထိဖြစ်မယ်ဆိုတော့ခြေဖွင့်ထားတယ်ပြီးလို့ရှိရင်မိနစ်60အတွက်တွင်းမှာ Iceland တဲ့အနည်းဆုံးကျွန်တော်တစ်လုံးတော့ပဲရမယ်ဆိုတော့ခြေဖွင့်ထားတယ်ဗျာပြီးလို့ရှိရင်မိနစ်60အတွက်တွင်းမှာအနည်းဆုံးကျွန်တော်တို့ကိုဆိုဘိုးကလည်းတစ်လုံးတော့ပဲရမယ်ဆိုတော့ခြေဖွင့်ထားတယ်ဗောနော် ီကြီးရဲ့သဘောသဘာဝအရာဆိုလို့ရှိရင်ကတ်နိုင်လားအိုင်စလန်ကတ်နိုင်မယ်ဆိုတော့ကြီးလည်းမျိုးဖွင့်ထားတာတော့တွေ့ရတယ်ဒီပွဲစဉ်မှာပေါ့နော်ဒါမှကျွန်တော်ကဒီပွဲစဉ်မှာအခုလက်ရှိပေးထားတဲ့ကြီးကိုကြည့်ရမယ်ဆိုရင်အိုင်စလန်ကပေါ့နော်ကျွန်တော် level 30ရှုံးလောက်ဖွင့်ထားတယ်ပေါ့နော်အနားနီးလို့ရှိလို့ရှိရင်ကျွန်တော်ကြီးတွေပြောင်းပြန်ဖြစ်သွားတယ်ဆိုရင်တော့တမျိုးစဉ်းစားရမှာပေါ့နော်အခုလက်ရှိကျွန်တော်ဂိုးပေါင်းနှလုံး80ရှုံးလာလာဘာလဲ body ကြီးရလဲပဲ30ရှုံးဆိုတဲ့ပုံစံမျိုးမှာတော့ကျွန်တော်အောက်အတင်းဖြစ်တဲ့ကိုပြိုးဘူးပဲကြိုက်တယ်ဗျာ ပို့ဆိုဖို့ကြိုက်တယ်ဝိုင်းစပယ်ရမယ်ညီကိုတော့ boating to score yes ဆိုတာခိုးဖို့အချမ်းများပေးကြတယ်ပေါ့နော်အဲ့ဒါပွဲစဉ်တစ်ပွဲကတော့ Scotland နဲ့ Greece တို့ရဲ့ပွဲစဉ်ပွဲချုပ်တုံးတက်ပေးခြင်းနဲ့ပေါ့နော်ဒီပွဲမှာဖွင့်ထားတဲ့ကြီးကတော့တဲပဲဆိုမှဖွင့်ထားတယ်ပေါ့နော်အနားနည်း30ရောင်း30ရောင်းလေးပေးသွားနိုင်တယ်ခိုးပေါင်းကြီးကလည်းထွန်နီလကောင်းမှာပဲနှလုံး90ရောင်းပေါ့ဗျာဆိုတော့ကျွန်တော်အနားနည်းကအကုန်လုံးအပြောင်းလဲတွေဖြစ်နေတယ်ပေါ့နော်ဒါအချိန်နဲ့အမျှကြီးတွေကအပြောင်းလဲဖြစ်နေတဲ့စက္ကန့်နဲ့အမျှပေါ့နော် ဆိုတော့ကျွန်တော် online မှာလောင်းတဲ့ညီကိုလေးဆိုရင်တော့တိမှာပေါ့နော်ဓမ္မပိုင်းလောင်းတဲ့ညီကိုလေးကဒုတိယပိုင်းလောင်းတဲ့ညီကိုတော့ live မှာလောင်းတာပိုကောင်းတယ်ပေါ့နော်ဘောလုံးကတော့ကြည့်ပြီးမှ live မှာ line live ကိုလောင်းတာအကောင်းဆုံးပဲဘောလုံးပွဲကိုကြည့်ပြီးမှပေါ့နော်ဒါဆိုပေအသင်းရဲ့ position ပိုကောင်းတယ်ပဲအသင်းရဲ့ goal တွန်းနိုင်တယ်ဆိုတာကိုကပိုပြီးတိရတယ်ပေါ့နော်ဒါတော့ကြိုတင်ဟောခိန်ထုတ်ထားရတယ်ဆိုတော့ဘောလုံးကအမျိုးမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါရကတော်တော်လေးဟိုကဖြစ်တယ်ပေါ့ဗျာဆိုဒီပွဲစဉ်မှာတော့ကျွန်တော်တို့ပထမအကြောတော့ကတော့ အစကော့လန်အတင်းကအနိုင်ယူထားတာတွေ့ရတာပေါ့နော်ကျွန်တော်စကော့လန်အတင်းကတော့1 3ဆိုရယ်ရလာနေကျွန်တော် Greece ရဲ့အိမ်ခွဲမှာပေါ့နော်1 3ဆိုရယ်ရလာနေနိုင်ထားတယ်ဒါနိုင်တာလဲပန်နတီနဲ့ဖြစ်နေတာတွေ့ရတာပေါ့နော်ဒါတိုမီနိုက33မိနစ်မှာပန်နတီပြင်းပြင်းမှနိုင်ခဲ့တယ်ပေါ့နော် so ကျွန်တော်ဒီနှစ်တင်းရဟတ်တူဟတ်ကများများဆဆလာမရှိဒီတပွဲပဲရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် Vans ဘက်မှာကြီးမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာ Voting News Score Yes ဆိုလို့ရှိရင်ကျွန်တော်1800ရမယ်ပေါ့နော် နိုးရိုက်မယ်ဆိုတော့800ပဲရမယ်ပေါ့နော်ဒီပွဲစဉ်မှာမိနစ်90တော့ဒီမှာဖြစ်မှာဘူပေါင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနည်းဆုံးနှလုံးတော့ပဲဖြစ်မယ်ဆိုတော့ကြည့်ခွင့်ထားတယ်မိနစ်90တော့အတွက်မှာကျွန်တော်စကော့တလန်အသင်းကအနည်းဆုံးတစ်လုံးတော့ပဲထည့်မယ်ဆိုတော့ကြည့်ခွင့်ထားတယ်ဗျာအထူးတူပဲ Greece ကလည်းတစ်လုံးပဲဖွင့်ရမယ်ဆိုတော့ကြည့်ခွင့်ထားတာပေါ့နော်ဒီ1 1x ပဲကြီးအနေထားအတိုင်းဆိုရင်ဒေဂျာဘော့ support လာနိုင်မယ်ကပ်ပြီးနိုင်မယ်ဆိုတော့ကြီးမျိုးပဲဟုတ်တယ်။ဒီကဖွင့်ထားတာပေါ့နော် ဒါမှကျွန်တော်လွယ်လွယ်ကူကူနဲ့နိုင်တဲ့ပုံစံမျိုးပဲကျွန်တော်မှမြင်မှုပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဂူပေါင်းအောက်ကြိုက်တယ်ဗျာဂူပေါင်းအောက်ကြိုက်တယ်ပြီးလို့ရှိရင် body မှာကျွန်တော်ပေါ့နော် Chris body ကြိုက်တယ်ဗျာ Chris ကတော်တော်လေးကောင်းတယ်ဗျာဆော့တာကစားသမားတွေလည်းတော်တော်လေးကောင်းတယ်ပေါ့နော် Chris ကကျွန်တော် total shot and target နဲ့ဆန်နဲ့၄ချိန်ရခဲ့တာအဲပွဲမှာပြီးလို့ရှိရင်ကျွန်တော်အခွင့်အရေးကြီးကြီးမားမား၃ချိန်ရတာပေါ့နော်ဘောလုံး position လည်းအများကြီးပါတယ်ဒါမှ Scotland မှာဘာကောင်းလဲဆိုတော့ Queensland မှာပေါ့နော် ွက်လန်ကွင်းလန်တော်တော်လေးကောင်းတယ်ဗောနမက်ဂေးတို့ကျွန်တော်ဒီမက်တိုမီနီတို့ဗောနဘီလီဂီလ်မောတို့ဒီကစားသမားတွေတော်တော်လေးကောင်းတယ်ဒီကောင်းတွေရှိတယ်ဗောမြန်ပြောချင်တာကျွန်တော်ဒီလိုလေးပဲရွေးချယ်ပြလိုက်ပါတယ် Greek body နဲ့ဘိုးပေါင်းအောက်ကိုခြိုက်ပါတယ်နော်ဘပွဲစဉ်တပွဲကတော့ဆာဗီးယားနဲ့ဩစတီးယားတို့ပွဲစဉ်ပေါ့ဗျာဒီပွဲစဉ်ကတော့ကျွန်တော်ပြီးထားတဲ့ပွဲ body ကြီးကဒဲလို့ပြီးထားတာပေါ့နော်ဒဲပေါ့နော်အပြောင်းလဲဖြစ်မယ်ထင်တယ်ကျွန်တော်အနားနီးပေါ့နော် ခူပေါင်းကြီးကလည်းကျွန်တော်နှလုံး80ရှုံး80ရှုံး80ရှုံးကဖွင့်ထားတယ်ပေါ့နော်။ဒါအကုန်လုံးကြည့်ပြီးသားအတိုင်းပဲဒါခြေတွေဆိုတာအချိန်နဲ့အများပြောင်းလဲဖြစ်နေတယ်ဆိုတော့ပေါ့နော်။ဒါကျွန်တော်ဘောလုံးကကြိုးလောက်ထားတယ်ဆိုတော့မနက်ဖြန်တိုင်းခြေပြောင်းလဲတွေထပ်ဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဆိုလက်ရှိကျွန်တော်တို့ပထမအကြော့မှာတော့11ဆိုလဲရန်လာနဲ့ပြီးရတယ်ပေါ့နော်။38မိနစ်မှာဩစတီးယားကိုရခဲ့တယ်။68မိနစ်မှာဆာဗီးယားတင်အချိန်ပါကိုပြန်ထည့်ခဲ့တယ်ပေါ့နော်။ဘယ်နည်းဖွင့်ထားတဲ့အဲ့ ခုနကကြည့်ရတော့တော်တော်လေးကျွန်တော်မြရတယ်လို့လည်းပြောလို့ရပါတယ်တကယ်ပေါ့နော်တကယ်တော့အနားနဲ့ level 20 session 30 session လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီပွဲစဉ်မှာကြည့်ရမယ်ဆိုလို့ရှိရင်တော့ Austria အသင်းကတော်တော်လေးကောင်းပါတယ်ဗျာတိုက်စစ်မှာတော့ကျွန်တော်24ချိန်တော့ shoot on target ရခဲ့တယ်ပေါ့နော်အခုရဲ့ကြီးကြီးမားမား၄ချိန်ရခဲ့တယ်ပေါ့နော်အဲ့မှာအဆုံးတပ်ပိုင်းမှာကျွန်တော်တိတ်မကောင်းတဲ့ဟူပါဗျာပြီးလို့ရှိရင်ကျွန်တော်ဒီ ballon passing လို့635ချိန်တော့လောက်ထားတာမျိုးတွေ့ရတယ်ပေါ့နော်စာပြရအကိုရမနဲ့တော်တော်လေးကောင်းပါတယ် ပြီးလို့ရှိရင်ကျွန်တော်ကွင်းလမ်းမှာဆိုလို့ရှိရင်လည်းကစားသမားလူကစ်လို့ပြီးလို့ရှိရင်ဘလာဟိုဗစ်လို့ဂျိုဗစ်လူကာဂျိုဗစ်တို့ရှိတယ်ပေါ့နော်ပဒီနေတဲ့ကျွန်တော် head to head ကတော့ကြည့်ရမှာဆိုလို့ရှိရင်တော့အများရန်ဂူကိုကြာတာမျိုးတွေတွေ့ရတယ်ပေါ့နော်3 2 2 3အဲ့လိုမျိုးပုံစံမျိုးတွေပေါ့နော်စာပြရအတင်းကတော့သူ့အိမ်ဘွဲမှာတော့အများရန်အနိုင်ရလေးရှိတယ်ပေါ့နော်ဒီအတင်းနဲ့တွေ့တိုင်း ဝိုင်းစပယ်ရပေါင်ကြီးတွေကိုကြီးမယ်ဆိုတော့ရှင်တော့ voting to score yes ကိုရိုက်မယ်ဆိုရင်တထောင်လောက်ရင်ရှေ့ရရမယ် no ရိုက်မယ်ဆို900ရရမယ်ပေါ့နော်ပင်မင်းနဲ့90တော့တယ်မှာအနည်းဆုံး3လုံးဖြစ်မယ်ဆိုတော့ခြေခွင့်ထားတယ်မင်းနဲ့90တော့တယ်မှာစာပြရအချင်းအနည်းဆုံး3လုံးတော့ပဲရမယ်ဆိုတော့ခြေခွင့်ထားတယ်ပေါ့နော်မင်းနဲ့90တော့တယ်မှာကျွန်တော်တို့ Australia ကออสเตรียကအနည်းဆုံး3လုံးလောက်ပဲပေါ့နော်11ဆိုတော့ခြေဝယ်ဖွင့်ထားတာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ထင်တယ်ဒီပွဲမှာ9ဘောဖြစ်ပုံများတယ် ဒီကျွန်တော်ဒီ formula အတိုင်းမှာကျွန်တော်တို့ကြည့်ပြီးသွားမယ်ဆိုရင်သိကြတယ်ဆာဗီးယားနဲ့ဒီအော်စတီးယားတို့ပွဲကကျွန်တော်ကတ်နိုင်မှာတကယ်တမ်း2111ဒီလိုမျိုးပုံစံမျိုးပဲဖြစ်မှာပေါ့နော်ဘယ်လိုပဲနေနေပါကျွန်တော်ကဒီပွဲစဉ်မှာဆာဗီးယား body ခြိုက်တယ်ဗျအင်ရှင်အသင်းနဲ့ဖြစ်နေတယ်ပြီးရင်ဘူပေါင်းအပေါ်ခြိုက်တယ်ဝမ်းစ်လည်းရမယ်ညီကိုရတော့ပိုတင်းနုရှ်ကို yes ဆိုတာထိုးကြည့်ဖို့ကျွန်တော်အကြံပေးခြင်းနေပေါ့နော်ဒီပွဲစဉ်မှာ ပွဲစဉ်တစ်ပွဲကိုတုံးတက်ခမရမှာဆိုရင်တော့ဘယ်လ်ဂျီယမ်နဲ့ယူကရိန်းတို့ပွဲစဉ်မှာနော်ယူကရိန်းကတော်တော်အံ့အဖို့ကောင်းတယ်ဗျာ3-1နဲ့တောင်မှပြတ်သားနိုင်ပြီပါဗျာဒီတစ်ချိန်တော့ကျွန်တော်တို့ဘယ်လ်ဂျီယမ်အတင်းအိမ်ခွင်းမှာလည်းကန်ရမှာဗျာဖွင့်ထားတဲ့ခြေရလည်းခပ်ပြင်းပြင်းနဲ့တလုံး40 50ရှောင်းမှာဖွင့်ထားပါတော့တလုံး40-50ရှောင်းပေါ့နော်ကျွန်တော်ဒါရီကအချမ်းပေါ့ဟိုဒီကြီးအချမ်းကြီးတွေဖြစ်တယ်ပေါ့နော်ဒီအနီးနားမှာပဲပြေးနေမှာပါဘူပေါင်းကြီးကတောင်းလုံး40နိုင်ကျွန်တော်ဖွင့်ထားတာတွေ့ရတာပေါ့နော် ဒါကကျွန်တော်လူကာကူကအရင်ဆုံးဂိုးစာရင်းမှာတွင်းတာပါဗျာမိနစ်40မှာပြီးမှအနောက်ကနေကျွန်တော်ဒီယူကရိန်းတင်တာဒုတိယပိုင်းမှာတောက်လျှောက်66 93 58ကျော်မှာပေါ့နော်ကောင်းကောင်းလေးပညာပေးခဲ့တာပါဗျာဒီလိုဗန်ဂျင်းအသင်းကြီးအချင်းကြီးကအသင်းကြီးပေါ့ဗျာပြီးနီးပြအသင်းနဲ့တွားနေတယ်ဗျာဂါစီယာဗျာဒီဂါစီယာဆိုတကယ်ပြောစမ်းတော့သုံးစားမရနီးပြတော့ဗျာရူဒီဂါစီယာဆိုတော့ကျွန်တော်တော့မကြိုက်ဘူး ခုကျွန်တော်ဒီမှာဒီပွဲစဉ်မှာကြည့်မှာဘလုံး position ကြည့်လိုက်ဗျာဘယ်ဂျီယံ55ရှိတယ်ဗျာဒါပေမဲ့အခွင့်ရတဲ့အပိုင်းမှာကျွန်တော်ယူကရိန်းကပိုတာတယ်ဗျာဘလုံး position လည်းအလောက်မကွာဘူးဒါပေမဲ့ဂိုးသမားကတော့တော်တော်လေးကောင်းတယ်ဒီယူကရိန်းရဲ့ဂိုးသမားကပေါ့နော်သူတော်တော်လေးခြေလွှမ်းပြခဲ့တယ်ဒီပွဲစဉ်မှာပြန်ဒီနဲ့တင်းရကျွန်တော် head to head ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တကြိမ်မှရှိရသည်စီးချထားတယ်အခုယူကရိန်းက3-1နဲ့နိုင်တယ်ပေါ့နော် ကျွန်တော် wines web ပေါက်ကြီးတွေကိုတွားရင်လေ့လာကြည့်မယ်ဆိုရင် wines web မှာဆိုရင် botinus score yes ကိုရရင်800ရမယ် no ရရင်900ရမယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော် botinus score yes ချိုက်တယ်ဗျာ ukraine ကကိုထပ်ထည့်အောင်မလို့ထင်တယ်ကျွန်တော်တော့ပြင်ဂူပေါင်းကြီးရတယ်3လုံးကိုပေါ့နော်ခုနကျွန်တော်ပြောတယ်လို့40နိုင်ဖွင့်ထားတာဆိုတော့ပြင်ဂူပေါင်းကြီးကအနည်းဆုံး4လုံးလောက်ထိရောက်မယ်ဆိုတော့ခြေဖွင့်ထားတယ်ဗျာမိနစ်60တော့တယ်မှာ3လုံး4လုံးထိရောက်မယ်ဆိုတော့ခြေဖွင့်ထားတယ်ဘယ်ဂျီယံအတင်းကတော့အနည်းဆုံး3လုံးလောက်ထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ် ကျွန်တော်ဒီခရုဟာယူကရိန်းအတင်းရတာတစ်လုံးလောက်ဝယ်ရမယ်ဆိုတော့ကြည့်အောင်ဖွင့်ထားတယ်ဒါကြောင့်ဒီ formula တိုင်းသွားမယ်ဆိုပြေးကြတယ်ဘယ်ဂျင်အတင်းရနိုင်မယ်ဗျဒါပေမဲ့ကျွန်တော်တို့ကကြည့်အောင်မအောင်ကြည့်ရမှာလေတကယ်လို့ကျွန်တော်တို့ဒီ wine spot မှာရိုက်မယ်ဆိုရင်တော့မလိုဘူးပေါ့ဗျာအနိုင်နဲ့ထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်ပတ်စံတော့နည်းနည်းရတာပေါ့နော်ကျွန်တော်မြန်မာကြီးမှကျွန်တော်ကြီးရပြန်ထပ်ပါလာသေးတယ်အသင်းမှမဟုတ်ကြီးပါထပ်ပါလာသေးတယ်ဆိုတော့ဒီပွဲစဉ်မှာတော့ဘယ်လိုပဲလို့လို့ပါကျွန်တော်တို့ဘယ်ဂျင်အသင်းရတော့နိုင်မှုများတယ်ပေါ့နော် များလဲဆိုတာကျွန်တော်ကြည့်ရဒါမှမဟုတ်ဒီလောက်ကြီးပြင်းနေတာကျွန်တော်စိတ်ထဲမှာတော့အဲကြောင့်ကျွန်တော်အောက်တင်ဖြစ်တဲ့ယူကရိန်းခြိုက်တယ်ပေါ့နော်ယူကရိန်းနဲ့ဂိုးပေါင်းအပေါ်ခြိုက်တယ်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့အိုင်ယာလန်နဲ့ဘူလ်ဂေးရီးယားပေါ့နော်ဒီနေ့ကျွန်တော်ဘောလုံးပွဲတွေလောက်လိုက်တာတနည်းအားဖြင့်အများကြီးပြောလိုက်တယ်ဗျာ16မိနစ်တောင်ရှိနေပြီပေါ့နော်ကျွန်တော်လည်းအချိန်အချိန်ကိုလုပြီးလုံနေရတဲ့အတွက်ပါနော်တကယ်ချင်းကြီးကိုလည်းနားလည်ပေးပါကျွန်တော်တကယ်ပြောတာအများကြီးကြိုးစားမှဒီတက်ကျွန်တော်ကောင်းကောင်းလေးလုံနိုင်အောင်ကျွန်တော်ကြိုးစားပါမယ်။ဒါပေမဲ့ကျွန်တော်မှလည်းအလုပ်တစ်ဖက်နဲ့အချိန်ကလုံးဝမရဘူး။ကျွန်တော်တအားဝါသနာပါတယ်ဒီဘောလုံးကိုလေနော်။ တာဝါနာပါတယ်ကျွန်တော်ဘသူမှကျွန်တော်က free ကျွန်တော်ဘသူရှင်မှာပါအခန့်ကိုကြည့်လဲမယူနီကိုတို့ကျွန်တော်ပေါ့နော်ကိုယ့်ရဲ့ဘယ်လိုပြောလဲကျွန်တော်ရဲ့ဒီ subscriber viewer တွေကိုကျွန်တော်အများအားဖြင့်ပုံလုံးပောက်သိခြင်းနဲ့ပေါ့နော်တခါလေးကြာလဲကျွန်တော်ပြောလိုက်တာတွေကတအားလွဲသွားတာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့အာယာလန်နဲ့ဘူလ်ဂေးရီးယားကိုချိန်မယ်ဆိုအာယာလန်ကတလုံးတစ်ဆယ်နိုင်လောက်ပြီးမှ9ဘောင်နှလုံး6ဆယ်ရှောင်းလောက်ပြီးထားတာတွေ့ရတယ်ပေါ့နော်ပထမအကြောတော့ကဘူလ်ဂေးရီးယားကွဲမှာ2-1ဆိုတဲ့ယာလန်နဲ့နိုင်ထားတယ်ပေါ့နော်အာယာလန်တင်း ဒီတော့ကို3လောင်းကပထမပိုင်းမှာပဲပြီးသွားတာဗျာကျွန်တော်အိုင်လန်အသင်း27နဲ့40နှစ်မှာကိုသွင်းနေပါတော့ဘူလ်ဂေးရီးယား6နှစ်မှာပဲကိုရတာဗျာဘောလုံးပိုဇီရှင်ပိုင်းကိုကြည့်မယ်ဆိုရင်လည်းဘူလ်ဂေးရီးယား56နဲ့အိုင်လန်40ပဲပေါ့နော်ဒါပေမဲ့တကယ်တမ်းစော့တဲ့ချိန်မှာတော့ကျွန်တော်တို့အခွင့်ရရတဲ့အပိုင်းမှာတော့အိုင်လန်ပိုတာတာတွေ့ရတယ်ပေါ့နော်ဘောလုံးပတ်စလုပ်တဲ့အပိုင်းမှာတော့ကျွန်တော်ဘောလုံးကင်ထားတာပဲရှိတယ်ပေါ့နော်ဘူလ်ဂေးရီးယားတကယ်တမ်းစော့မှာဆိုရင်ကျွန်တော်အိုင်လန်ကပုံမှန်ခြေသွမ်းပြခဲ့တာတွေ့ရတယ်ပေါ့နော် head to head အပိုင်းမှာကြည့်မယ်ဆိုရင်အများအားကိုအောက်ပဲကြားလို့ရှိတယ်ပေါ့နော်။အယာလန်ကွဲမှာဆိုရင်ဒီနတင်းတွေ့တိုင်းတည်ကြတာမျိုးတွေ့ရတယ်ပေါ့နော်။အယာလန်ပြပြသာသာနိုင်တာမျိုးတော့မတွေ့ရဘူး။ဆိုတော့ကျွန်တော်ဒီ once ပဲကြည့်မှကြည့်မယ်ဆိုရင် voting to score yes ကိုရိုက်မယ်ဆိုရင်ကျွန်တော် yes ကိုရိုက်မယ်ဆိုရင်တထောင်လောက်နေနှစ်ဆလောက်ရမယ် no ရိုက်မယ်ဆိုရင်600ရမယ်။မိနစ်90အတော်အတွင်းမှာကျွန်တော်အယာလန်အတင်းအနည်းဆုံးကျွန်တော်နှလုံးထည့်မှာဆိုတော့ခြေဖွင့်ထားတယ်။ဘူလ်ဂေးရီးယားကတော့တလုံးရိုက်နေတာမှကျွန်တော် ဘူလ်ဂေးရီးယားအတင်းကတော့ကျွန်တော်မိနစ်90အတော်တည်းမှာအနည်းဆုံးတစ်လုံးတော့မှမရနိုင်ဘူးဆိုတော့ကြီးတော့ဖွင့်ထားတာတွေ့ရတယ်။ဒါဆို2ဇီလာ1ဇီလာပေါ့ဗျဒီလိုပုံစံမျိုးပေါ့ဗျ။ဆိုဒီပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့ risk ယူမယ်ပေါ့နော်အများအားကျွန်တော်ဒီ Ireland ကွန်မတွေ့ရင်တည်ရင်ပဲချနေတယ်ဆိုတော့ကျွန်တော်ဘူပေါင်းပေါ့နော်ဒီအခုပေးထားတဲ့ကြေဘူပေါင်းနှလုံး60ရှုံးဆိုမှပေးထားတယ်ပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာဘူပေါင်းအောက်ကိုချိုက်တယ်ဗျာ နော်ဘူပေါင်းအောက်ကိုခြိုက်တဲ့ပင့်ဘော်ဒီမှာကျွန်တော်ဘူလ်ဂေးရီးယားခြိုက်တယ်ပေါ့နော်ဘူလ်ဂေးရီးယားကိုရွေးချယ်ပေးချင်တယ်ပေါ့နော်ဒါနဲ့ကျွန်တော်ရွေးချယ်ပေးထားတဲ့အသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ပေါ့နော်အာဟန်ဂေရီနဲ့တူရကီမှာဆိုလို့ရှိရင်ကျွန်တော်တူရကီကိုဆိုဘိုပေါ့နော်ဆာဘီယာယူကရိန်းအိုင်ယာလန်ဒါနဲ့ကျွန်တော်ရွေးချယ်ပေးထားတဲ့အသင်းတွေပေါ့နော်အာတူရကီရဲ့ကိုဆိုဘို ဆာဗီးယားယူကရိန်းဘူလ်ဂေးရီးယားနဲ့ဂရိစ်အတင်းတို့ဖြစ်တယ်ဗောနော်အောက်တွေတော်တော်များတယ်ဗျာကျွန်တော်အောက်တွေကျွန်တော်တော်တော်လေးယုံလာမယ်လို့ထင်လို့ဗောနော်ညီကိုဗီဒီယိုတအားရှည်ပါတယ်ဗျာညီကိုတို့ရေးဆုံးအောင်ထိတော့ကြည့်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ဗျာညီကိုရာကျွန်တော်ရခွန်အားပဲဖြစ်ပါတယ်ကျွန်တော် subscribe viewer တွေကိုကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ဗျာအားလုံးဒီကောင်းချမ်းမှချမ်းသာကြပြီးဘောလုံးပွဲတွေပေါင်းကြပါစေ။